တို့လူဘဝဟာကြီးမားတဲ့ကိစ္စအတွက်ဖြစ်စီတင်းငယ်တဲ့ကိစ္စအတွက်ဖြစ်စီအာယူချေဆုံးဖြတ်မှုနဲ့ပြည့်နှက်နေပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့အားလုံးဟာလမ်းပြမှုလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ယူချေဆုံးဖြတ်မှုတိုင်းမှာအကောင့်ဖြစ်စီအဆိုးဖြစ်စီအကျိုးတရားမှုရှိတယ်ဖျားရဲ့လမ်းပြမှုမပါဘူးဆိုလို့ရှိရင်တော့ရှုပ်ထွေးမှုတွေဆုံးဆုံးမှုတွေနဲ့ မလိုလားအပ်တဲ့ဆုံးဖြတ်မှုဆွမ်းဆောင်မှုတွေကျွန်တော်တို့ပြီးဆိုင်ရမှာဖြစ်တယ်။ဝန်တာစီတရင်ကတော့တရားခင်ကသူ့တာသမီးတွေကိုဦးဆောင်လမ်းပြပြီးမယ်ဆိုမှကတိပေးထားတယ်။နံပါတ်၁ချက်အနေနဲ့ကျဲလမ်းပြမှုကိုနှုတ်ကပတ်တော်အဖေးကျွန်တော်တို့တည်နိုင်တယ်။သူ့ရဲ့နှုတ်ကပတ်တော်အဖေးပြားကကျွန်တော်ကိုလမ်းပြပေးတယ်။ဇာလန်119အပိုင်းငယ်105မှာနှုတ်ကပတ်တော်ဒီကျွန်တော်ချီရှိမှာမိခွဖြစ်ရဲကျွန်တော်လမ်းခေကိုလင်းစီပါဤဆိုမှပြောထားတယ်။ ဆိုတော့ဘုရားရှင်ကသူ့သားသမီးတွေအသက်တာလမ်းခေကိုနှုတ်ကပတ်တော်အဖြစ်လမ်းပြပြတဲ့အလင်းပြတဲ့အတွက်ကျွန်တော်တို့ယုံကြည်သူတွေနဲ့ဘုရားနှုတ်ကပတ်တော်များများတိဖို့လိုအပ်တယ်လို့နှုတ်ကပတ်တော်ကိုမှန်ကန်စွာနားလည်ဖို့ခံယူဖို့အမြဲတမ်းယုံကြည်ပါတယ်။ဓမ္မကျမ်းစာထဲမှာဘုရားရဲ့အလိုတော်ဘုရားရဲ့နည်းဥပဒေဘုရားရဲ့ဂရုတော်တွေကိုကျွန်တော်တို့တွေ့နိုင်တယ်။နှစ်တိအခန်းကျေးဇူးပိုင်66ခုမှာ နောက်ကဘက်တော်ကအကောင်းသောအမှုအမျိုးမျိုးဖရာအလိုရှိတဲ့အမှုအမျိုးမျိုးကိုကျွန်တော်လှုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်အသက်တာကိုပြင်ဆင်ပြီးတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်နှုတ်ကပတ်တော်များများတည်တယ်နာအမှန်ကန်စွာနားလေတဘောပေါ့တယ်ခံယူတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာကဖရာလိုတော့လှုပ်ဆောင်ဖို့အတွက်ကျွန်တော်အသက်တာကိုပြင်ဆင်ပြီးတယ်အစင်တင်ဖြစ်စီမှာဖြစ်တယ်ဖရာနှုတ်ကပတ်တော်ကိုကျွန်တော်ရဲ့ရွေးချယ်ဆုံးဖြတ်မှုအတိုင်းမှာအချီခံအုံမြအဖြစ်ကျွန်တော်တို့ထားရှိဖို့အရေးကြီးတယ်နံပါတ်1အချက်မှာကြတော့ ဖျားရဲ့လမ်းပြမှုကိုတန်ရှင်းတော်ဝိညာဉ်တော်အပြင်ကျွန်တော်တည်နိုင်တယ်ယောဟန်ခန်းကြီး6ပိုင်းရဲ့စတုံးမှာတမန်တော်နဲ့ပြည့်စုံတော်ကိုထူဝိညာဉ်တော်သည်ရောက်လာတော့အခါတမန်တော်ကိုတင်တို့အားအကျွမ်းမဲ့တွင်တင်ပြသလိမ့်မယ်ဖျားရဲ့အလိုတော်ဖျားရဲ့နေဥပရိတဖျားသခင်ရဲ့စိတ်ဆန္ဒဖျားသခင်အလို့ရှိခြင်းတဲ့အရာကိုထူဝိညာဉ်တော်ကကျွန်တော်ကိုတွင်တင်ပြမယ်ပြသပြီးမှဖြစ်တယ် ယောမအခန်းကြီးရှိပိုင်ရဲ့ဆလီတဲမှာဖျားသခင်ဝိညာဉ်တော်ဆုံးမပဲ့ပင်တော်မူသမျှတော်သူတို့သည်ဖျားသခင်သားဖြစ်ကြ၏ဆိုမှကြိုထားတယ်အဲတနည်းအားဖြင့်ပြောမစင်တော့ဖျားသားသမီးမှန်ရင်ဝိညာဉ်တော်ဖျားကသူတို့ရဲ့အတ္တကိုတွန်းတင်လမ်းပြရဲဆုံးမရဲပဲ့ပင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆူတောင်းခြင်းနဲ့နာခံခြင်းအဖြစ် ဝိညာဉ်တော်ဖရာရဲ့လမ်းပြမှုဝိညာဉ်တော်ဖရာရဲ့စကားတန်ကူအဲကျွန်တော်အာယုံစိုက်ပြီးမှဂယုစိုက်ပြီးမှအကင်းပါစွာနားထောင်တဖို့လိုအပ်ပါတယ်နံပါတ်3မှာဆိုလို့ရှိရင်တော့ဖရာခင်ကဆုတောင်းခြင်းအားဖြင့်ကျွန်တော်ကိုလမ်းပြပြီးတယ်အာဖရာရဲ့လမ်းပြမှုကိုဆုတောင်းခြင်းအားဖြင့်ကျွန်တော်သိနိုင်တယ်တော်ရန်ကြခန်းချီတုံးပိုင်ငါနဲ့ချောင်းမထော်ရဖြစ်ကိုစင်လုံးအကျုံမြေကိုစားလို့ကုညံကိုအမိမပြုတ်နဲ့သူ့ပြုတ်လင်းတင်းရင်လန်ခီရုကိုပြပြမယ်ဆိုမှပြောထားတယ် ဖယားခင်ကိုကူးစားတဲ့သူကဆုတောင်းတယ်ဆုတောင်းခြင်းဟာဖယားခင်အပေါ်မှာယုံကြည်ကူးစားခြင်းကိုတည်တည်ပြတဲ့အရာဖြစ်တယ်ဖိလိပ္ပိအခန်းကြီး၄ပိုင်း၆မှာဖယားခင်ထံဆုတောင်းပရနာပြုခြင်းအဖြစ်အဘယ်သူမျှကြံရွတ်မမြင်နိုင်တော့ယဉ်တက်ခြင်းနဲ့ကျွန်တော်ရဲ့စိတ်နှလုံးကိုအာဆောင်မပြီးအုပ်စုပြီးမယ်ဆိုမှပြောထားတယ်။အဲ့တော့ကျွန်တော်တို့ဆူတောင်းပြီးမှဖီးယားရဲ့ငင်တက်ချင်းကျွန်တော်လှုပ်ဆောင်ရမယ်။အာကျွန်တော်ရှောက်ရမယ် လန်ခင်းနေပတ်သက်ပြီးမှဖရားရဲ့ငင်တချင်းကျွန်တော်တို့နှလုံးသားထဲမှာဖရားကအုတ်ဆူစီတဲ့ခါမှာအတ္တိယဟာဖရားရဲ့လူတော်ဖြစ်တဲ့ဒီရတော့ဖရားကကျွန်တော်ကိုလမ်းပြပြနေတယ်ဆိုတာကျွန်တော်တို့သိနိုင်တာဖြစ်တယ်။ယေရှုကိုယ်တိုင်ကရည်ချီတဲ့ကိစ္စရင်းရွေးချယ်ဆုံးဖြတ်ခြင်းမလုပ်ခင်မှာဆူတောင်းတဲ့တာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ကျွန်တော်တို့နေ့စဉ်သက်တာမှာရွေးချယ်ဆုံးဖြတ်မှုရင်းမလုပ်ခင်မှာဆူတောင်းခြင်းအဖြစ်ဖရားရဲ့ဥဆောင်လမ်းပြမှုကိုကျွန်တော်တို့ရှာဖို့အမြဲတမ်းမှာရည်ချီတယ်။ ုရားခင်လမ်းပြမှုဟာဖရားလူတွေနဲ့တိုင်းပြင်ပြမှာအကြံဉာဏ်ယူခြင်းအဖြစ်ကျွန်တော်သိနိုင်တယ်သုဒ္ဓံကျန်ခန်းကြီးစတိအပိုင်ငယ်စလီမှာအကြံပေးနိုင်သောညမရှိရင်ပိသားတို့ဒီဆုံးတဲ့ဤအကြံပေးနိုင်သောသူအများရှိရင်မူကဘီလိုတဲ့ဤဆီမှာကျွန်တော်ကိုပြောထားတယ်ပညာရှိတဲ့ဖရားလူတွေရဲ့အကြံဉာဏ်ပြမှုအဖြစ်ဖရားရဲ့အလိုတော်ကိုကျွန်တော်တက်တာမှာသိနာလေနိုင်တယ်နံပါတ်5မှာကြတော့ဖရားခင်လမ်းပြမှုကို ကျွန်တော်ရဲ့စိတ်နှလုံးထင်ပါငင်တချင်းအာရရှိချင်းအဖြစ်တလကောင်ဒီပဝန်ချင်းမှာဖြစ်ပြတဲ့အချိန်အဖြစ်တလကောင်ကျွန်တော်အတိပြုနိုင်တယ်ဘောရတေခန်းချီတုံးပိုင်ရစငါမှာတင်တို့အစိတ်နှလုံးထင်၌ခရစ်တော်၏ငင်တချင်းအုပ်စိုးစီဆိုမှာပြောထားတယ်ကျွန်တော်တစုံတစ်ခုလှုပ်တော့မယ်တစ်ခုခုကိုရွေးချယ်ဆုံးဖြတ်တော့မယ်ဆိုလို့ရှင်တော့အကျက်ကျရှိနိုင်တယ်စိန်ခေါ်မှုရှိနိုင်တယ်အနှုတ်ဆက်တာရှိရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီအရာကိုလှုပ်ဖို့အတွက်ကျွန်တော်စိတ်နှလုံးထင်မှာဖယားခင်ရဲ့ငင်တချင်း ရှိနေတယ်ဆိုလို့ရှိရင်တော့ဘလောက်ပဲခက်ခဲရှိရှိကျွန်တော်တို့အလုံဆောင်ဖို့အရင်ဆိုင်ဖို့အတွက်ရည်ရင်ချင်းတတိရှိမှဖြစ်တယ်အဲ့ဒီအရာကဖျားတိရဲ့ငိန်တက်ချင်းအဖြစ်ကျွန်တော်တို့ခံစားရတဲ့အရာဖြစ်တယ်ဒီခါတလေမှာဖျားတိကအချင်းနေအဖြစ်ပြက်ဒီကိုအသုံးပြုပြီးမှတကားဖွင့်ပြတာဒီတကားပိတ်ပြတာဒီအလုံဆောင်ပြတာကိုလည်းကျွန်တော်တွေ့ရတယ်ဖျားတိလမ်းပြမှုဟာဖျားသားသမီးအားလုံးအတွက်ဖြစ်တယ်ဖျားသားသမီးအားလုံးက ရရှိနိုင်တယ်အမှုတော်ဆောင်တဲ့တင်းအိုစီရီရင့်ချစ်တဲ့ယုံကြည်သူတွေအတွက်ပဲမဟုတ်ပါဘူး